ကဲမျိုးရုံမင်္ဂလာပါနော် Supreme Bee Error က error ပေးတော့မှာ ဖြစ်တဲ့အတွက်လိုရမယ့်အချက်လေးတွေရှိပါတယ်မတီးတေးတဲ့သူတွေကိုကျွန်တော်တခုချင်းလောက်ပြပါမယ်အရင်ဆုံး store ဆိုတဲ့နေရာလေးကိုတွားလိုက်ပါဒီနေရာကိုရောက်ပြီဆိုရင်အောက်လေးကိုဆွဲလိုက်ပါအရှင်တခုဖြစ်ရမှာဖြစ်တဲ့အတွက်ဒီရက်ကြိုက်တဲ့တခုပဲပါဈေးအနည်းများရှိတယ်ဒါကကြတော့ ဟိုဈေးများတာဝင်ကောင်းမလားနဲတာဝင်ကောင်းမလားဆိုတော့အဲ့တော့ကဘယ်လိုပုံစံနဲ့ပေးမလဲဆိုတော့ကျွန်တော်လည်းမသိလို့ဒါကတော့မိတ်ဆွေတို့စိတ်ကူးရှိတဲ့အတိုင်းဝယ်ပါတော့ကျွန်တော်တော့ပိုလန်အသိမတုံးချင်လို့နှစ်တောင်းတန်လောက်ပဲဝယ်လိုက်မယ်ဗျာဒါတခုဝယ်လိုက်မယ်ဒါဆိုဝယ်ပြီးပါပါပြီအရှင်တခုဝယ်ရမယ် skin က၄ခုဝယ်ရမယ်တောင်း၄ခုဝယ်လိုက်မယ် သူကဒီမှာ plan နေပြီးတော့ plan နေလို့မရပါဘူးဒီမှာ၄ခု skin ၄ခုပဲလေပါ skin ၄ခုပြတ်မှာဖြစ်တဲ့အတွက်ကိုကြိုက်နေတတ်တဲ့ဟာပဲပေါ့နော်ကျွန်တော်တို့ဒီမှာအစင်လေးလေးပဲလွယ်တာလေးပဲလုပ်ပြလိမ့်မယ်နော်နှစ်ခု လေးခုဝယ်ရမယ်ပေါ့နော်လေးခုပြည့်ပြီလားမပြည့်ပြီလားဟိုဒီဘက်ဟို item cloud လေးကိုနှိပ်ပြီးသွားကြည့်ပါဒါဆိုဒီမှာကိုဝယ်ထားတဲ့ဟာလေးကပြနေပါတယ်အရှင်တခုဝယ်ထားတယ် skin ကတခု2ခု3ခု4ခုပြည့်သွားပါပြီဒါဆိုရင်နောက်တစ်ခုဝယ်ရပါမယ်ဝယ်မယ်ဆို store ထပ်သွားမယ်နောက် background ပေါ့နော် background လဲဈေးပေါ်တာပဲဝယ်မလားဈေးကြီးရဝယ်မလားဒါတော့မိမိတို့ကိုယ်တိုင်စုံမဲ့ချက်နဲ့ဝယ်ပါနော်ဒါကတော့ကျွန်တော်လည်းမသိဘူးသူတို့ အဲ့တော့ဘယ်လိုပြေးမလဲဆိုတော့မသိဘူးတော်ကြဒီအမြင့်ကတ်တွေဝင်ဟို STB token ပို့ပေးမယ်ဆိုရင်တော့ကောင်းတော့ဗျာတကယ်လို့မဟုတ်ဘဲနဲ့ကိုယ်ပိုလန်အများကြီးတုံးလိုက်တယ်ဆိုရင်တော့ပိုလန်လစ်နာတာပေါ့ကက်ကတော့ဒါတော့ဈေးကြီးတာဝင်ရင်တော့ပို့ပေးမလားဒါတော့ကျွန်တော်လည်းမသိဘူးဗျအဲ့တော့အဲ့တော့အဆင်ပြေတာဝယ်ပေါ့နော်อืมตะตางกวยดันละเวเวเลยมั้ยล่ะโอเคだそうย item မှာကိုဝယ်ထားတဲ့ item မှာတွတ်ကြည့်တိုင်းဒီမှာ skin လေးခုရှိရယ် background တစ်ခုရှိရယ်ပေါ့နော်အရှင်တစ်ခုရှိရယ်ဆိုရင်ဒါဆိုရင် add dot dot ကိုကျွန်တော်ဆင်းပေးသွင်းလို့ရပါပြီအဲဆိုရင်ကျွန်တော် home ပြန်ထွက်လိုက်မှာပေါ့နော်အဆောက်ကိုပြန်သွားလိုက်မယ် add dot ဆိုတဲ့နေရာလေးကိုမဝင်ခင်ဒီနေရာလေးမှာကျွန်တော်တို့ UID လေးကိုတစ်ချက် copy တောက်ယူလိုက်ပါတော့ copy ကိုချိတ်ထားတဲ့ UID လေးကို copy ယူရမယ်တကယ်လို့ဒီ UID ကမချိတ်ရသေးဘူးဆိုရင်တော့ STB account နဲ့အရင်ဆုံးချိတ်လိုက်ပါတော့ချိန်လေးကိုကျွန်တော်ဒီ channel ထဲမှာပြောပြထားတယ်နော်ဒီမှာကျွန်တော် copy UID ဆိုပြီးယူလိုက်ပြီးလက်ကလေးထောက်ပြီးတော့ copy UID ဆိုတဲ့နေရာလေးကိုလက်လေးထောက်ပြီးယူလိုက်ရပြီနော်ဒါဆိုနောက်ပြန်ထွက်လိုက်မယ်ပြန် error ဆိုတဲ့နေရာလေးကိုပြန်သွားမယ်သွားပြီးပြီဆိုရင်ကျွန်တော်တို့ဒီမှာ UID ထည့်မယ်ဒါမယူအန်ဒီကထည့်တယ်ရတော့မလို့ထင်တယ်ဒီမှာသူကအော်တိုထည့်ထားပြီးသားကိုချိတ်ထားတဲ့ UND ကဒီမှာပေါ်နေဒီခဲတဲ့ပုံလေးကိုနှိပ်လိုက်တာနဲ့ပေါ်လာပြီเนาะပြီးရင် Amro Amro ဆိုတာလေးကိုနှိပ်လိုက်ပါเนาะအားလေးကိုနှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ဒီဘက်မှာ Subscribe button ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါဒီမှာကိုကဘယ်လောက်ထုတ်ယူမလဲပေါ့เนาะ ပိုဒီမှာလက်ရှိရှိရတဲ့ဟာထက်လည်းတော့ပို့ထုတ်လို့မရဘူးအ ਨੇ ဆုံးအမောက်ကလည်း2000ရှိမှရမယ်ပေါ့နော်ဒါတော့ကျွန်တော်ဒီမှာ78သိန်းကျော်ရှိတာဆိုတော့78သိန်း4000ပေါ့78သိန်း4000ထုတ်လိုက်မှာပေါ့78သိန်း4000 78သိန်း4000ဆိုရင်ကျွန်တော်ဒီမှာကွန်ဖန်နေလိမ့်မယ်အဲ့တော့ကျွန်တော်တဲမှာရှိတာက 38,481ရှိရဲ့လေ။သူအိုက်တက်လဲပို့ပြီးတော့လဲကြိုပြီးတော့ရိုက်ပြီးထုတ်တာလို့မရဘူးเนาะ။အဲ့တော့ဒီမှာ confirm နဲ့လေးပါ။ပြီးရင်ဒီမှာသူ့ရဲ့ဒီစီမင်းလေးကို like လက်ခံကြအောင်ပေါ့เนาะကျွန်တော်တို့ဒီမှာအမှန်ကြီးလေးဖြစ်သွားပြီဆိုရင် enroll ဆိုတာလေးကိုနှိပ်လေးပါ။ပြီးရင် enroll ဆိုပြီးတစ်ခါထပ်နှိပ်ပါ။ကိုအမောင်လဲမှန်တယ် UID လဲမှန်တယ်ဆိုတော့ enroll ဆိုတာနှိပ်လေးပါ။ အခုလိုမျိုး enrollment ဆက်ဆက်ပြုဆိုရင်ဒါပိုလန်ကျွန်တော်တို့စည်ရင်းသွင်းတာအောင်မြင်တော့ပြီပဲဖြစ်ပါတယ်။အဲဒီတော့စည်ရင်းသွင်းတာအောင်မြင်ပြီးပြီဆိုသူနောက်ဆုံးရက်ကအခု14ရက်ကျန်နေရပါတော့။ November 29လေးလားမသိရှိမယ်။အဲ့ရက်အတွင်းမှာကျွန်တော်တို့ဒီကိစ္စကိုအခုစည်ရင်းသွင်းတဲ့ကိစ္စကိုပြီးအောင်လုပ်ပါတော့။သူ countdown လေးလုပ်ထားတာလေးပြည်လိမ့်မယ်နော်14ရက်နဲ့ဘယ်နှနာရီလဲမသိဘူးရှင်ကြံသေးတယ်အဲ့ဒီမတိုင်ခင်လေအခုလိုစင်းသွင်းတာပါ ဒါမှအဲ့တော့ရမှာဖြစ်ပါတယ်ဒီလောက်ဆိုရင်တော့လုတ်တက်သွားပြီထင်တယ်နော်โอเคအားလုံးအဆင်ပြေကြပါစေခင်ဗျာ